ဒါရှင်းနေတဲ့ပြည်ပြည်ဆိုဆိုသူကအလုတ်ဝင်လာနှစ်ရက်ပဲရှိသေးတယ်တထေးရဖုန်းခိုးလာတယ်ခိုးလာတော့မိတဲ့အခါကျတော့ကြာဖြန့်နေလုံနေလို့သူကတက်ကနေလာတာဘယ်တက်ကလာတာညာတက်ကလာတာဆိုပြီးတော့သူကအဲ့လိုမျိုးပြန်ပြောတယ် ်တော့ဆစ်ဆေးကိစ္စနဲ့သူလာရတယ်ဆိုတဲ့အကြောင်းသူကအဲ့လိုမျိုးပြောတယ်ခိုးတော့ yes scan ခေါ်သွားတယ်ဒီကောင်မလေးဖုန်းခိုးလာတယ်။အခုကပြန်ဖြဲနေတယ်။ရုပ်တွေကြားဖြန့်လို့လို့ ဒါတော့သူလာစုံစမ်းတယ်ပေါ့ဒီဖုန်းကိုသူရအောင်ယူလာခဲ့တယ်ပေါ့ပြီးရင်သူကဟိုတိုက်ရင်းကိုဘယ်ကိုပြမှာညာကိုပြမှာဆိုပြီးသူပြောတာဟုတ်ကဲ့ဆက်ပြီးပါတယ်ရှင်